မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်လေတက်ဌာနချုပ်ကိုအေအေပူပေါင်းတက်ဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နေပြည်တော်လေတက်ဌာနချုပ်ကိုအေအေပူပေါင်းတက်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့သတင်းဟာမြန်မာနိုင်ငံအတွင်းစစ်ရေးအဖြစ်အပျက်တွေထဲမှာအတော်လေးသတိဆွဲစရာဖြစ်လာခဲ့ပါတယ် ။တရင်အရဆိုရင်နေပြီးတော့ရှိလေတပ်ဌာနချုပ်အနီကို Arakan Army AA နဲ့ဖူပေါင်းတပ်ဖွဲ့များကမနက်အစောပိုင်းအချို့တွင်တိုက်ခိုက်မှုစတင်ခဲ့ကြတာဖြစ်ပြီးအစောပိုင်းတိုက်ခိုက်မှုဟာနေပြီးတော့စစ်တပ်အတွင်မှများစွာသောအထိကိုက်ဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့တယ်လို့ဒေသခံအရင်းမြစ်များကဖော်ပြခဲ့ကြပါတယ်။တိုက်ခိုက်မှုစတင်ရမှာ AA တပ်ဖွဲ့များအပြင်ပြည်ထရေးတပ်ဖွဲ့အချို့နေမြေတီတာကန်ကောက်ွယ်ရေးအဖွဲ့များ PDF တို့လည်းပူးပေါင်းပါဝင်ခဲ့ကြပြီးစစ်တပ်ဘက်မှလေရင်တိုက်သုံး၍ပြန်လည်တုံ့ပြန်မှုပြုလုပ်ခဲ့ကြပါသည် နေပြည်တော်လေတက်ဌာနချုပ်ဟာစေအုစုအတွက်အရေးကြီးဆုံးခောက်ခွေရေးဌာနဖြစ်တာကြောင့်ထိုတိုက်ခိုက်မှုဟာစေအုစုအတွက်စိတ်ဝင်စားပွဲအနေရဖြစ်ခဲ့တယ်။လေတက်ဌာနချုပ်အတွင်းမှာပုံကျဲလျင်များလေကြောင်းတိုက်ခိုက်ရေးဌာနများနဲ့စစ်ဗိုလ်အစင်များတည်နေရရှိနေကြတာကြောင့် AA တပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေဟာစေအုစုအတွက်တိုက်ခိုက်မှုတစ်ခုတည်းနဲ့စစ်အင်အားနဲ့စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကိုဖြစ်ပေါ်စေဖို့ရည်ရွယ်ထားကြတယ်လို့ခန့်မှန်းနိုင်ပါတယ်။တရင်အရတိုက်ခိုက်မှုစတင်ချိန်မှာအမြန်သွားအမျိုးအစားတပ်ဖွဲ့များက လေတပ်ဌာနချုပ်အနီးတွင်ဘုံများပစ်ခတ်ခဲ့ပြီးထို့နောက်အမြင့်တန်ထွက်အနှိမ့်တန်တနက်ပစ်တန်များကြားရသလိုလေတပ်ပမလေရင်တင်ဘုံသုံး၍ပြန်လည်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ကြတယ်။မေပြိုရှိစစ်တပ်အရာရှိအချို့ကိုလုံခြုံရေးအတွက်အမြန်လွှဲပြောင်းခိုင်းလိုက်ပြီးအချို့ရုံးဌာနများကိုပိတ်ထားခဲ့ကြတယ်လို့သတင်းရင်းမြစ်များကဆိုပါတယ်။ AA Smallsman တအူးကစေအုစုဟာလေချောင်းစည်ရည်နဲ့ပြည်သူနေမြေတွေကိုအကြံဖတ်သုံးလာတာကြောင့်ကျွန်တော်တို့လည်းစစ်အင်အားနဲ့တုံ့ပြန်ဖို့အချိန်ရောက်ပြီ။ နေပြည်တော်လက်တက်ဌာနချုပ်ဟာအဓိကဘုံကျဲစစ်စစ်ရေးတွေရဲ့ဗဟိုအဖြစ်သုံးနေတဲ့အတွက်ဗိုလ်ချုပ်မှုအဖွဲ့အတွက်သတိပေးတိုက်ခိုက်မှုတစ်ခုပဲဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးစေအုပ်စုအနေနဲ့မိနစ်အနည်းငယ်အကြာမှာပင်လေတက်ဌာနချုပ်ကိုအပြေအဝထိန်းချုပ်ထားနိုင်တယ်လို့ကြေညာခဲ့ပေမဲ့ဒေသခံများကတော့ဌာနချုပ်အနည်းရှိစစ်တပ်ဘက်အဆောက်အုံအချို့မိလောင်ပြက်စီးသွားတယ်လို့ပြောကြားခဲ့ပါတယ် နေပြည်တော်တွင်တိုက်ခိုက်မှုဖြစ်ပွားတာဟာစေုပ်စုအတွက်စစ်ရေးအနေအထားအပြောင်းလဲဖြစ်ပြီးတမတော်အဖွဲ့အစည်းအတွင်းမှအစိုးရအဆင့်အထိထိခိုက်မှုရှိလာတာဟုနိုင်ငံခြားသုံးသက်ပညာရှင်များကခန့်မှန်းကြပါတယ်။ဒါဟာအေအေနဲ့ပူးပေါင်းတပ်တွေဟာနေပြည်တော်အထိလက်နက်တပ်ဖွဲ့အင်အားနဲ့ဝင်ရောက်လာနိုင်ပြီဆိုတဲ့သက်သေအဖြစ်သတ်မှတ်နိုင်ပါတယ်။ယခုအချိန်ဒီဟာနေပြည်တော်တောင်ပိုင်းအထိစစ်ရေးတုံ့လုံမှုဖြစ်ပေါ်လာစေပြီးစေုပ်စုဘက်မှနိုင်ငံအတွင်း PR တိုးလာနေပါတယ်။တိုက်ခိုက်မှုနောက်ပိုင်းစစ်တပ်ကလုံခြုံရေးတင်းကျပ်ရေးကိုတိုးချဲ့ခဲ့ပြီး နေပြီးတော့အဝင်ထွက်လမ်းများကိုလုံးဝပိတ်ထားတယ်လို့သတင်းတွေကထပ်ဆင့်ဖော်ပြခဲ့ပါတယ်။အဆုံးသတ်အနေနဲ့နေပြီးတော့လေတက်ဌာနချုပ်တိုင်အောင်စီအင်အောင်ဝင်ရောက်လာတဲ့အေအေပူးပေါင်းတက်တိုက်ခိုက်မှုဟာမြမအတွင်ရေးအတွက်သမိုင်းဝင် အဖြစ်ဖြစ်လာနိုင်ပြီးဆေယိုစုအတွက်နောက်ထပ်စစ်အင်အားနဲ့အာနာတီတက်မှုကိုထိခိုက်စေမယ့်အရေးပါဆုံးအဖြစ်အပျက်တစ်ခုအဖြစ်သိသာလာနေပါတယ်။ဆက်လက်ပြီးတရားမဝင်ရွေးကောက်ပွဲကိုမယုံကြည်သူ68ရာခိုင်နှုန်းမဲမပေးခု ခြေရှင်းသူ96ရာခိုင်နှုန်းရှိဟုစစ်တမ်းတရက်ဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်ကော်မရှင်ပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲကိုတရားမျှတမှုမရှိဟုယုံကြည်သူ96ရာခိုင်နှုန်းရှိကြောင်းစစ်တမ်းတရက်ကဖော်ပြပါတယ် 2025ခုနှစ်ဒီဇင်ဘာတွင်စစ်ကော်မရှင်တရားမဝင်ပြုလုပ်မဲ့ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးပြည်သူသဘောထားများကိုသိရှိရန်အတွက်ပြည်သူလှုပ်ရှားမှု platform platform for people movement e လွတ်လပ်သည့်သုတေသနအဖွဲ့ကစစ်တမ်းကောက်ယူခဲ့ရာစစ်တမ်းဖြည့်ဆို့သူများ68ရာခိုင်နှုန်းကအထက်ပါအတိုင်းယုံကြည်ကြပြီးရှင်ရွေးကောက်ပွဲသည်ပြည်သနာများကိုမဖြည့်ရှင်းဟုယုံကြည်သူလည်း68ရာခိုင်နှုန်းရှိကမဲပေးမည်မဟုတ်ဟုဖြည့်ဆို့သူ66ရာခိုင်နှုန်းရှိကြောင်း စစ်တမ်းရလဒ်များနဲ့ပတ်သက်ပြီး Defend မြန်မာဒီမိုကရေစီ၏နိုဝင်ဘာ၈ရက်ညဖော်ပြချက်အရသိရပါတယ်။တိချက်အနေနဲ့ဒီစစ်တမ်းကိုလွတ်လပ်တဲ့သူတေသနာအဖွဲ့ကနိုင်ငံရေးအမြင်မပါပဲနိုင်ငံတကာသူတေသနာလှုပ်ထုံးနဲ့အညီခောက်ယူထားကြောင်းခိုင်မာဖို့လိုတယ်။နံပါတ်၄အချက်ကအာဆီယံနဲ့နိုင်ငံတကာအတိုင်းဝိုင်းစီဒီစစ်တမ်းရလဒ်တွေကိုမြန်မြန်ဆန်ဆန်ပေးဖို့ကြဖို့လိုပါမယ်ဟုမုံရွာအခြေစိုက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတအူကသတင်းဌာနကိုပြောပါရတယ်။ ထို့ပြင်2021ခုနှစ်မအောင်မြင်သောစစ်အာဏာသိမ်းမှုကိုလက်မခံသူ69ရာခိုင်နှုန်းရှိကြောင်းလည်းစစ်တမ်းကဆိုပါတယ်။ရင်းစစ်တမ်းကိုပါဝင်ဖြည့်ဆို့သူ3663ဦးအနက်မြန်မာနိုင်ငံအတွင်းနေထိုင်သူ85ရာခိုင်နှုန်းနဲ့ဒီပါရှိမြန်မာနိုင်ငံသား15ရာခိုင်နှုန်းပါဝင်ကြောင်းသိရပါတယ်။ရင်းစစ်တမ်းကိုမြန်မာနိုင်ငံတွင်မြို့နယ်282ခုကနေပြည်သူတို့ကပါဝင်ဖြည့်ဆို့ခဲ့ပြီးအမျိုးသားရာခိုင်နှုန်း90အမျိုးသမီး48ရာခိုင်နှုန်းနဲ့ LGBTQI+ သို့မဟုတ်မဖြေလိုသူ200ခန်းလုံးရှိကြောင်းစစ်တမ်းရလိုက်၌ဖော်ပြထားပါသည်။ရင်းစစ်တမ်းကို2025ခုနှစ်အောက်တိုဘာ28ရက်မှနိုဝင်ဘာ5ရက်အထိကောက်ယူထားခြင်းဖြစ်ပါသည်။ဆက်လက်ပြီးတနိုင်ငံလုံးလွမြောက်ရေးဦးစားမပေးရင်တော်လန်ရေးကြာရှည်သွားနိုင်သည်ဟု NUG တာဝန်ရှိသူသတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။တော်လိုင်းရေးအင်အားစုအားလုံးအနေနဲ့ကိုနေရကိုဒေတာလွတ်မြောက်ရေးအားကောင်းရေးကိုညှာစွာရှေ့တန်းတင်လွန်ပြီးတနိုင်ငံလုံးလွတ်မြောက်ရေးနောက်မှစဉ်းစားပါက ော်လန်ရေးချရှိသွားနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUD ပြည်တော်စုဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကသတိပေးပြောကြားပါရယ်။နိုဝင်ဘာ၈ရက်နေ့ညကကျင်းပခဲ့တဲ့ဒေါနာအင်အားစကားဝိုင်းမှာဦးနေဖုံလက်ကတနိုင်ငံလုံးလွတ်မြောက်ရေးရှေ့တန်းတင်ဖို့အလေးထားပြောကြားခဲ့တာဖြစ်ပါရယ်။တနိုင်ငံလုံးလွတ်မြောက်ရေးကိုရှေ့တန်းတင်ပါတနိုင်ငံလုံးလွတ်မြောက်ရေးဟာကျွန်တော်တို့ရဲ့ပထမဦးစားပေးဖြစ်တဲ့နေကိုနေရကိုဒေတာလွတ်မြောက်ရေးကစတင်ရတာမှန်ပေမဲ့ကိုနေရကိုဒေတာလွတ်မြောက်ရေးမှတင်လမ်းဆုံးသွားလို့တော့မရဘူး တနိုင်ငံလုံးလွတ်မြောက်ရေးကိုဘယ်တော့မှမမေ့ပဲပထမဦးစားပေးနေရမှာထားပြီးဒေါ်လာရေးအင်အားစုတွေအလုံးကြိုးစားနိုင်မှသာလျင်ဒေါ်လာရေးဟာအချိန်တိုတိုနဲ့အောင်မြင်မှုပန်းတိုင်ကိုစုပ်ကိုင်နိုင်မှာဖြစ်ပါတယ်လို့ဦးနေဖုံလက်ကပြောပါတယ်ဒေါ်လာရေးအင်အားစုတွေအလုံးအချာညီညွတ်ရေးခိုင်မာစွာတည်ဆောက်နိုင်မှာဒေါ်လာရေးအောင်မြင်မယ်ဆိုတာနားလည်လက်ခံယုံကြည်ခဲ့ကြတာဖြစ်တယ်လို့ညီညွတ်ရေးကိုနီလန်းပေါင်းစုံနဲ့ကြိုးစားဆောင်ရွက်ခဲ့ပေမယ့်မလွယ်ကူကြောင်းပြောပြပါတယ် နှစ်ပေါင်းများစွာစစ်တပ်ဘက်ကနှီးမျိုးစုံသွေးခွဲခဲ့လို့ညီညွတ်ရေးကလွယ်လွယ်ကူကူမဖြစ်တာရှိသလိုမတူညီတဲ့အခြေအနေမတူညီတဲ့ PR ရင်းဆိုင်နေရ၍များစွာမလွယ်ကူဟုဦးနေဖုံးလက်ကပြောပါတယ်။ညီညွတ်မအောင်မြင်မယ်ဆိုတာအားလုံးနားလေကြတယ်။အားလုံးလက်ခံထားကြတယ်။ဒါပေမဲ့တကယ်တမ်းအားလုံးစုလိုက်ကြပါဆိုတဲ့ကိစ္စမှတော့နှစ်ပေါင်းများစွာရှိခဲ့တဲ့ဒဏ်ရာတွေအနာတွေဒါတွေကလည်းပဲတစုံတရာထဲ့သွင်းစဉ်းစားရတဲ့ကိစ္စတွေဖြစ်လာတော့ထင်သလောက်လွယ်ကူမနေတဲ့အခြေအနေမျိုးတွေနဲ့ရင်ဆိုင်နေရပါတယ်လို့ဦးနေဖုံးလက်ကရှင်းပြပါတယ်။ NUG အနေနဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုအားလုံးနဲ့ထိစပ်မှုရင်းနှီးမှုဥပပေါင်းဆောင်ရွက်မှုရှိတယ်လို့ပြောကြားခဲ့တယ်လို့တိုင်းနယ်ပြည်နယ်တွေမှာလည်းသက်ဆိုင်ရာတော်လှန်ရေးအင်အားစုတွေနဲ့ဥပပေါင်းပြီးတိုက်ပွဲဝင်နေကြတယ်ဆိုတာလည်းပြောပါရယ်။လက်ရှိစိုးမိုးသိမ်းပိုက်ထိန်းချုပ်ထားတဲ့နေမျိုးတွေရရှိဖို့ဆိုတဲ့ကိစ္စမှာလည်း PDF တွေအထူးသဖြင့်ဂျန်စီတွေပေါ့ဗျာ။အဲ့ဒီဂျန်စီတွေရဲ့အသက်တွေဘဝတွေအများကြီးရင်းနှီးပေးဆက်ခဲ့ကြရတယ်ဆိုတော့အမတ်တရားကလည်းဘယ်သူမှညင်းလို့မရပါဘူး။ ဒါရီကိုတော့ကျွန်တော်တို့တွေအတိအမှတ်ပြုလက်ခံထားဖို့အရေးကြီးတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။ညီညွတ်ရေးကိုနီလန်းပေါင်းစုံနဲ့ဆက်ကြိုးစားကြတယ်လို့အားလုံးလည်းညီညွတ်ရေးရှိမှအောင်မြင်မယ်ဆိုတဲ့ဟာကိုနားလည်ဆောင်ရွက်ကြဖို့များစွာအရေးကြီးကြောင်းပြောပါတယ်။ကျွန်တော်တို့နိုင်ငံမှာတနိုင်ငံလုံးလွတ်မြောက်ရေးဆိုတဲ့ကိစ္စကိုရှေ့တန်းတင်ဖို့လိုပါတယ်။ လက်ရှိမှာတချို့လွတ်မြောက်နေပြီတချို့ရှိလာတယ်ဆိုပေမဲ့တနိုင်ငံလုံးမလွတ်မြောက်သေးတဲ့ရွေတော့ဘယ်နေရာဘယ်ဒေသမှာအပြည့်အဝမလွတ်မြောက်နိုင်ပါဘူးအပြည့်အဝမငြိမ်းချမ်းနိုင်ဘူးအပြည့်အဝအားကောင်းလာမှလည်းမဟုတ်ဘူးလို့ဦးနေဖုံးလကပြောပါတယ်လက်ရှိမှာတော်လန်ရေးအင်အားစုတွေကြားစစ်ရေးဆိုင်ရာသဘောတူညီချက်အချို့လည်းရရှိထားတာရှိသလိုနိုင်ငံရေးဆိုင်ရာသဘောတူညီချက်ဟာလည်းများစွာအရေးကြီးကြောင်းဦးနေဖုံးလက်ကပြောပါရယ် အမျိုးသားညီညွတ်ရေးအတိုင်းအမြံကောက်စီ NUCC နဲ့ NUG ပေါင်းပြီးတော်လှန်ရေးအင်အားစုတွေပါဝင်တဲ့ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိအောင်စ조사ဆောင်ရွက်နေကြောင်းပြောပါရယ်အားလုံးကတနိုင်ငံလုံးအတိုင်းအတာနဲ့ပေါ်တော့ပြည်တော်စုတစ်ခုလုံးလွတ်မြောက်ရေးအတွက်ကိုဝိုင်းဝန်းပြီးဥဆောင်ကြဖို့ဆိုတဲ့အခြေအနေတစ်ခုဖြစ်လာဖို့ဆိုတာလေရှင်းမှန်းပြီးစ조사ဆောင်ရွက်နေတာတွေလည်းရှိပါတယ်လို့ဦးနေဖုံးလက်ကပြောပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်း NUG ရဲ့သမရဒူဝါလက်ရှိလကတော်လှန်ရေးဟာစူးစီးညီညွတ်မှုအားနဲ့ ပြည်သူအားကိုမြဲမြံစွာစုပ်ခိုင်ထားရမှာဖြစ်ကြောင်းထက်လောင်းသတိပေးခဲ့ပါတယ်။စစ်အာဏာရှင်စနစ်ကိုအပြီးတိုင်တိုက်ထုတ်ဖို့ဆိုပါကဒေါ်လာရေးအင်အားစုတွေအကြားကွဲလွဲတဲ့သဘောထားအမြင်တွေရှိလာရင်လည်းအတိမတ်ပြုပြီးစူးစီးညှို့ညွတ်တဲ့အင်အားကိုလက်တွဲတီဆောက်ရမှာဖြစ်တယ်လို့ယာယီသမရကပြောပါတယ်။ဘုံရန်သူကိုရှင်းလင်းပြတ်သားစွာကြည့်မြင်ဖို့ဒေါ်လာရေးဟာပြည်သူလူထုနဲ့ဝေးကွာမသွားစေဖို့အမြဲမပြတ်နှလုံးသွင်းထားကြဖို့ယာယီသမရကတိုက်တွန်းခဲ့ပါတယ်။